သင်က success study အားမကောင်းဘူးဆိုရင် class ကိုပြန်တက်အလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ video class လေးကြောင်းကိုရှင်းပြပေးတာမှဖြစ်ပါတယ်ရှင် video class လေးကဘာလဲ video class ကိုဘယ်လိုတွေတယောက်သင်လဲနဲ့ video class ထဲမှာဘာတွေပါမလဲဆိုတဲ့အကြောင်းကိုရှင်းပြပေးတာမှဖြစ်ပါတယ်ရှင် ဗီဒီယိုကလပ်ဆိုတာကဒီတင်ကြားထားတဲ့ဗီဒီယိုကိုကိုအားတဲ့အချိန်မှာပြန်ပြီးတော့လေ့လာတဲ့ learning မျိုးကိုဆိုလိုတာဖြစ်ပါတယ်ရှင်။ဗီဒီယိုကလပ်ကိုဘလို့လူတွေတက်ရောက်သင်လဲဆိုတော့အလုပ်တစ်ဖက်အကြောင်းတစ်ဖက်နဲ့ကြောင်းမလို့အချိန်အတိအကျမပေးနိုင်တဲ့သူတွေနောက်ထပ်တစ်ခုကကြတော့ဒီ first တစ်ခုမှာပေါ့နော်အများနဲ့သင်တဲ့ခါမှာကိုက slow learner ဖြစ်တဲ့သူတွေတက်ရောက်သင်ပါတယ်ရှင်။ဘာဖြစ်လို့လဲဆိုတော့ slow learner တွေကကြတော့ဥမာတစ်ခေါက်တည်းနဲ့နားမလဲတဲ့အခါမျိုးမှာဖြစ်စေ ဒီအကြောင်းအရာတစ်ခုကိုတိတ်ပြီးတော့သဘောမပေါက်တဲ့အခါမျိုးမှာဖြစ်စေပေါ့เนาะပြန်ပြီးတော့ဗီဒီယိုကြည့်ပြီးတော့တစ်ခါတစ်ခါလေ့လာနိုင်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ချင်းနောက်ထပ်အနေနဲ့ကကြတော့ဒီ internet line ပုံမှန်မရတဲ့သူတွေ video class ကိုတက်ရောက်တင်ပါတယ်ချင်းနောက်တစ်ခုကကြတော့ video class မှာဘာတွေတင်ပါလဲဘာတွေတင်ပါလဲဆိုတော့ပုံမှန် course key class တွေမှာသင်ကြားနေကြတဲ့အတိုင်းပဲ speaking listening reading writing အပြင် grammar ကိုပါထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်ချင်းဒါပေမဲ့ဒီ video class တက်တဲ့ learner တွေအနေနဲ့ကတော့ တယ်ဒီအားကောင်းမှုမျိုးပါတယ်ရှင်။ဘာလို့လဲဆိုတော့ဒီဗီဒီယိုကြည့်ပြီးတော့ကိုကိုတိုင်းပဲ subscribe ပြန်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါရှင်။သင်တန်းကြီးနေနေကလည်းပုံမှန် class တွေထက်အများကြီးတက်တာတဲ့သင်တန်းကြီးနဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်ရှင်။ basic level ဆိုလို့ရှိရင်ဒီရာသက်ပန်း ပြန်ပြီးတော့လိလာလို့ရတဲ့တင်နေကြီးကိုမှ9000ကျပ်နဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်။ရှင် elementary ဆိုရင်6000ကျပ် printer ဆိုရင်9000ကျပ်နဲ့ intermediate ဆိုရင်တော့8000ကျပ်နဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်ရှင်။နောက်ထပ်တစ်ခုက basic ကနေပြီးတော့ intermediate ကြီးကို level alike တက်သွားမယ်ဆိုလို့ရှင်ရင်တင်နေသားဟောင်းခံစားခွင့်အနေနဲ့ level တစ်ခုချင်းစီကို10% discount ရရှိအောင်မှာဖြစ်ပါတယ်ရှင်။ video lesson class ဆိုပြီးတော့ certificate မရမှာလည်းမပူနဲ့နော်။ဒီ video lesson တွေကိုပုံမှန်ကြည့်ပြီးတော့အင်ကာပုံမှန်ထပ်မယ်ဆိုလို့ရှင်ရင် ဒီသင်တန်းကာလာပြီးဆုံးတဲ့အခါကျရင်အကြောင်းကနေပြီးတော့မှ level test လေးတစ်ခုဆစ်ပေးမှာဖြစ်ပါတယ်ရှင်အဲ့ test လေးကိုအောင်မြင်ပြီးမြောက်တယ်ဆိုလို့ရှိရင်အောင်မြင်ပြီးမြောက်ကြောင်းအတိမတ်ပြု certificate ထုတ်ပေးမှာဖြစ်ပါတယ်ရှင် video lesson class ဖြစ်တဲ့အတွက်ကြောင့်မို့လို့ speaking mind အားနဲ့မှလည်းစိတ်ပူကြမလိုပါဘူးရှင်ဒီ video learner တွေအကုန်လုံးကိုတစ်လတစ်ခါမှစုပြီးတော့ speaking practice အနေနဲ့လုပ်ပေးတာမျိုးလည်းရှိပါတယ်ရှင်ဒီ class လေးကိုတက်ရောက်လို့ရဆိုရင် page messenger ကိုဖြစ်စေဖုန်းနံပါတ်6460 တစ်ထောင်ဖြစ်စေဆက်သွယ်စရင်သွင်းနိုင်ပါရဲ့ရှင်။